မင်္ဂလာပါ The Wellness Diary ကနေကြိုဆိုပါရစေ။အခုခေတ်မှာအကြောင်းအမျိုးမျိုးကြောင့် Fast Food တွေ Ready Made Food တွေနဲ့ပဲစားတောက်ဖြတ်တန်းကြတာပုံမှန်ဖြစ်လာပါတယ်။နောက်ဆက်တွဲအနေနဲ့ပင်မလွယ်တာ၊နုံးနေတာ၊ခိုးလေးချိန်ပြဿနာတွေအာရုံစိုက်မရတာတွေအများကြီးကြုံလာရပါတယ်။ဒါကြောင့်ကျန်းမာရေးအတွက်အရေးကြီးဆုံးအာဟာရဓာတ်တွေရဖို့အာဟာရတန်ဖိုးမြင့်တဲ့အစာအစာတွေကိုလည်းအချိန်ပေးပြီးပြင်ဆင်စားပေးသင့်ပါတယ်။ဒီထဲမှာအရေးကြီးတဲ့ဓာတ်နှမျိုးကတော့ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်နဲ့ ်ဖိုင်ဘာလို့ခေါ်တဲ့အမြင်ဓာတ်ပါပဲဒီတဲ့နှမျိုးကိုမြမြတတရဖို့အတွက် DPU လေးမှာရိုးရှင်းနေဟင်းချက်နီလေးတွေကိုမျှဝေပေးသွားကြပါမယ်အသားတဲ့အတွက်အနီရောင်ရမ်မီတဲကအမဲသားကိုသုံးပါမယ်။အမဲသားကိုစာ၊ချက်သားမုံ၊ဒိန်ချင်း၊စနင်းမုံတို့နဲ့အရသာဝင်အောင်နေပြီးနှက်ထားပေးပါမယ်။ပြီးရင်ဂျင်းကိုအရင်ညှစ်ပြီးထည့်ပါမယ်။အမွေးကြိုင်အတွက်ကျက်သွန်နီးကျက်သွန်ဖြူတို့ကို ထောင်းပေးထားပါမယ်။ ပြီးရင်ဟင်းချက်တဲ့အခါအိုးမကတ်အောင်ဒဲအိုးကို အပူပေးထားပါမယ်။ဒဲအိုးပူလာရင်စီထဲပါမယ်။စီချက်ပြီဆိုရင်ကရဝေးရက်နဲ့တစ်ကြပိုးခေါက်ထည့်ပါမယ်။ပြီးရင်စောနာကထောင်းထားတဲ့တက်တွန့်အဖြူနီတွေထည့်ပါမယ်။ပြီးရင်အနှစ်လေးနဲ့စားကြတာမို့ခရမ်းကျင်သီးလေးလည်းထည့်ပြီးတခါတည်းစီတက်လိုက်ပါမယ်။အနှစ်လေးလည်းမွေးလာပြီးမို့အမဲသားပါထည့်ပြီးစီတက်ပါမယ်။အယောင်လေးလာအောင်အယောင်တင်မုံထည့်ပြီးစီတက်ပါမယ်။ အခုချိန်မှာအယောင်တမုံထဲတာကအစောပိုင်းထဲတာတက်ပို့ပြီးအယောင်ထွက်လှစီပါတယ်ပြီးရင်အမဲသားတွေကထွက်လာတဲ့ရေလေးတွေလုံးဝခမ်းသွားတဲ့အထိလုံးပေးရပါမယ်။အရေတွေခမ်းသွားတဲ့အထိစိတ်ရှည်လက်ရှည်လုံးပြီးသွားပြီဆိုရင်တော့ရေလေးထည့်ပြီးအသားနှူအောင်တည်ထားပေးပါမယ်။နှစ်ရေတော့တည်ပြီးသွားရင်တော့မှုန်းကြိုင်ပြီးနှူးအင်းနေတဲ့အင်ချဲအမဲသားနဲ့လေးရပါပြီရှင်။ ီလိုပရိုတင်းအသားဓာတ်ပြည့်ဝတဲ့ဟင်းတစ်ခွက်ပြင်ဆင်ပြီးပြီဆိုတော့ fiber လို့ခေါ်တဲ့အမြင့်တဲ့ကြွယ်ဝတဲ့အရွက်ဆုံးဟင်းရီတစ်ခွက်ပြင်ဆင်ပါမယ်။ပါဝင်မဲ့ဖယုံသီးဖယုံရွက်မို့ယုံပနီသီးစူပုတ်တို့ကိုရေနဲ့တိထားစေးပြီးရဲ့နောက်အသင်းချွေထားပါမယ်။ပြီးရင်ရေနေပွက်ပွက်ဆူအောင်တဲပြီးငပိအနှဲငယ်နဲ့တက်တုံဖြူထောင်ပြီးထည့်လိုက်ပါမယ်။ သူတို့လေပပွဲဆူရဲ့အထိတဲပြီးအရေးလေပပွဲဆူလာပြီးဆိုရင်စောနာကပြင်ဆင်ထားတဲ့အထဲကကြက်ဖို့ကြားတဲ့ဖယုံသီးနဲ့မို့လို့ဝင်ထဲပါမယ်ခနာနေလို့နူးပြီဆိုရင်ကြံနဲ့ယုံပဏီတီနဲ့အရွက်တွေထဲပါမယ်အရွက်တူကိုစိမ့်စိမ့်ဆူဆူလေးစားကြံတာမို့အဖုံမဖုံမဲ့စက်ထားနဲ့တန်ပြီးမိပိတ်ပြီးချလိုက်ပါမယ် ခုဆိုရင်တော့တဟင်းတစ်ခွက်ရှိယုံနဲ့စားလို့လည်းအရင်မြင်စီမယ်အာဟာရတန်ဖိုးမြင့်နဲ့ဥလန်းချောင်းကျမရေးအတွက်လည်းထောက်ကူပြုတဲ့ fiber ဓာတ်တွေလည်းအများကြီးပါဝင်တဲ့ဟင်းကြိုတစ်ခွက်ကိုရရှိပါပြီပြီးရင်သူနဲ့တွက်ဖက်စားဖို့အတွက်လက်လက်ဆက်ဆက်ငရုတ်သီးလေးတွေကိုထောင်းပြီးတော့တံမြရေးလေးညှစ်ပြီးငရုတ်သီးထောင်းလေးတစ်ခွက်ကိုပြုလုပ်လိုက်ပါမယ် ကဲလို့ဆိုရင်တော့စားလို့လည်းအရင်မြိန်မယ်အသားဓာတ်အမြင်ဓာတ်ဗိုက်တာမင်အန်တီအောက်ဆီဒန့်စတဲ့ဓာတ်တွေအများကြီးပါဝင်တဲ့အာဟာရတန်ဖိုးမြင့်ဟင်းတစုံကို ကိုယ်တိုင်းလလက်ကူကူဖန်တီးလို့ရသွားပါပြီရှင်တကယ်လို့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင် ကျမတို့ရဲ့ The Wellness Diary Channel လေးကို Like and Subscribe လေးလုပ်ပြီးစောင့်ကြည့်ပေးကြပါအောင်ရှင်။